Warcraft ဆိုတဲ့ရုပ်ရှင်အရော Blizzard ရဲ့နာမည်ကြီး World of Warcraft game ကို adaptation လုပ်ဖန်တီးထားတဲ့ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။သူ့ရဲ့ story line ကတော့မူလအစမှာလူသားတွေကတက်တက် Orc ဆိုတဲ့အစိမ်းရောင် Blue တွေကတက်တက်တယောက်တစ်ကဘာစီတီးခြားနေလာခဲ့ကြတာပါ။ဒါပေမဲ့ Orc တွေနေရဲ့ကဘာကြီးကပျက်စီးသွားရမယ့်ချိန်မှာ Orc တွေရဲ့မော်ဆရာ Gordon ကမကောင်းတဲ့အစိမ်းရောင်မော်ပညာကိုသုံးပြီး portal တစ်ခုဖွင့်လိုက်ပါတယ်။အဲ့ဒီပေါ်တရားနေတဲ့စင်းလူသားတွေရဲ့ကဘာဖြစ်တဲ့ Azeroth ကဘာကို Orc တွေအားလုံးစု မျိုးနွယ်စု ਈ တစ်ခုလုံးကိုခေါ်လာဖို့စူးစမ်းပါတော့တယ်။ဒီ Azrock ကဘာမှာတော့လူသားတွေလူပုတွေနဲ့နတ်တငယ်တွေနေထိုင်ကြပါတယ်။သူတို့အချင်းချင်းနေလဲကြည်မရကြပေမဲ့စစ်မှတ်တော်မဖြစ်ဘဲနဲ့ငြင်းချမ်းစွာနေထိုင်နေခဲ့ကြတာကြားပါပြီ။ဒါပေမဲ့အခုတော့အခြားကဘာကနေ Orc မျိုးနွယ်တွေပါရောက်လာတာကြောင့်ကိုကိုရိုင်းရှင်သန်နိုင်ဖို့အတွက်တိုက်ခိုက်ကြရတော့မယ့်အခြေအနေဖြစ်လာပါပြီ။လူသားတွေရဲ့ဘီရင်ဖြစ်တဲ့လိန်သူရဲကောင်း လူသားတို့ပူးပေါင်းပြီးတော့မှော့ဆရာကက်ကာရဲ့အကူအညီနဲ့ Orc တွေကိုဘယ်လိုရင်ဆိုင်ကြမလဲ။ အော့ခ်ဒီရဲဟာတကယ်အမှန်တရားကိုမြင်နိုင်တဲ့နှင်းဝင်ပလွေမျိုးနွယ်စုခေါင်းဆောင်ဂျူရိုဒန်နဲ့သွေးနှောနေတဲ့အော့ခ်မင်းလီကရိုနာရူအရောဘလောက်ထိအမှန်ကိုမြင်နိုင်လုံနိုင်ကြမလဲဆိုတာတွေကိုကြည့်ရမှာပေါ့ဒီမူဗီကကျွန်တော်ငငယ်ကမကြာခဏကြည့်ပစ်ခဲ့တဲ့စက်ကားတကားပါအဓိကကတော့အော့ခ်ကြီးတွေရဲ့ပုံစံကိုကြည့်ရတာတော်တော်လေးသဘောကျလို့ပါဒီကောင်ကြီးတွေရဲ့မာဆယ်အဖူအထစ်တွေအပြည့်နဲ့ခန္ဓာကိုယ်အကြီးကြီးတိုက်ပွဲဝင်မျိုးနွယ်စုတွေရဲ့အပြင်းစင်သုံးဆောင်တွေပြီးတော့အော့ခ်တွေရဲ့ထုံနှန်းစင်လာတွေ အသက်ထက်ဂုံသိက္ခာကိုပို့ပြီးတန်ဖိုးထားတတ်တဲ့ warrior စိတ်ဓာတ်တွေကိုကျွန်တော်တို့တော်တော်လေးသဘောကျအောင်ပါတယ်။ဒါလို့ဆိုရင် movie အကြောင်းကိုအကြံဖြင့်တော်တော်လေးနားလည်သွားပြီဖြစ်လို့ဆက်လန်းကိုစားလိုက်ကြရအောင်ပါ။ octi တွေကနှင်းဝင်ပလူမျိုးနွယ်စုခေါင်းဆောင်ဂျူရိုဒန်တယောက်ကတော့သူ့မျိုးနွယ်စုအတွက်အိမ်သစ်တစ်ခုရှာဖွေရမယ်ဆိုတဲ့အတွင်းနဲ့အတူမနေ့ပြန်သွားရမယ်တိုက်ပွဲဝင်ခီးတစ်ခုအတွက်ကိုစဉ်းစားနေပါတယ်။အဲ့ဒီအချိန်မှာသူ့မိန်းမပါနိုးလာတာကြောင့်နှစ်ယောက်သားဘိုက်ထဲကကလေးလေးကတားဖြစ်မလားသမီးဖြစ်မလားဆိုတာကိုတွေးရင်းနဲ့ပျော်နေကြပါတယ်။ မနေ့ရောက်တဲ့အခါမှာတော့နှင်းဝင်ပလူမျိုးနွယ်စုတွေဟာမဟာမိတ်ဖွဲ့ဖို့အတွက်ချိန်းဆထားတဲ့စကန်းချရာနေရာကိုရောက်လာကြပါတယ်။သတိထားကြည့်ရင်အော့ခ်တီရဲ့ပတ်ဝန်းကျင်ကဘာကြီးဟာအပင်မရှိရေမရှိစိမ့်စိမ့်ဆိုဆိုမရှိတော့ဘဲနဲ့၆သွေးပျက်စီးနေပြီဆိုတာသိသာပါတယ်။မျိုးနွယ်စုတွေအများကြီးရောက်နေရပဲ။ Laffinska, Blackrock, Oga မျိုးနွယ်စုတွေအားလုံးစင့်ခေါ်ခံထားရတာပဲလို့ Jurodan ကသူ့နောက်လိုက်တယောက်နဲ့ပြောနေပါတယ်။ ဖမ်းခံထားရတဲ့အကျဉ်းသားတယောက်ကကရုဏာရဲ့လက်ကိုလှမ်းဆွဲပြီးတော့သူ့ဘာသာစကားနဲ့ပြောပါတယ်။ဒါ့ကိုကရုဏာကမှော့ဆရာကောရန်စီကိုဘာသာပြန်ပေးရပါတယ်။သူ့ကလေးကိုလွတ်ပေးဖို့ရှင်းုံတောင်းပန်နေတာဆိုတော့ကောရန်ကငါသူတို့ကိုလိုတယ်။တယောက်မှလွတ်မပေးနိုင်ဘူးဆိုပြီးပြောလိုက်ပါတယ်။ကရုဏာကလည်းသွေးနှောတယောက်ဖြစ်တာကြောင့်ဒန်းတူဆက်ဆံမခံရဘဲနဲ့အကျဉ်းသားတယောက်လိုပဲဆက်ဆံခံရပါတယ်။ငါမှော့ဆွမ်းရဲ့လောင်စာ အသက်ပဲ။ငါတို့ရဲ့အစွမ်းထက်ဆုံးစစ်တီတော်တွေကိုပို့နိုင်ရုံလောက်ပဲအကျဉ်းသားရှိသေးတာ။ ဒါပေမဲ့စိတ်မပူပါနဲ့။ဟိုဘက်ကဘာရန်သူတွေကအားနေတာကြောင့်ဒီကောင်တွေကိုဖမ်းလောင်စာအဖြစ်အသုံးပြုပြီးတော့အော့ခ်မျိုးနွယ်တွေအကုန်လုံးတေချာပေါ့ဟိုဘက်ကဘာကိုရောက်အောင်ခေါ်သွားမယ်ဆိုပြီးပြောတော့အားလုံးကစစ်သွေးတွေကြွနေကြပါလေ။ကော်ရန်ကသူ့ရဲ့မှော်ပညာဖြစ်တဲ့ fail ကိုသုံးအသက်တွေကိုနှုတ်ယူပြီးတော့ portal ကိုဖွင့်လိုက်တဲ့အခါမှာတော့ Azro ကဘာစီကိုသွားခွင့်ရပါတော့တယ်။ပြဿနာတစ်ခုဟာဂျူရိုထန်ရဲ့မိမပေါ်တေတဖက်ကိုရောက်ရောက်ချင်းမှာပဲဘိုက်နာလာပြီးတော့ကိုဝင်ရှိရာကိုအာလုံးတိသွားပါတယ် မင်တလူဝင်တော့ဝင်ဘူးငါတက်ဖွဲ့တယ်ကိုခေါ်လာရဲတယ်ပေါ့လို့တက်စုကောင်းဆောင်ဘလက်ဟန်ဂျူရိုဒန်ကိုဖျဲပါတယ်ငါ့ကိုသွားခွင့်ပေးစမ်းမှဘလက်ဟန်ရာဆိုပြီးဂျူရိုဒန်သူ့မိမကိုစိတ်ပူနေပါတယ်ခေါ်ရန်ရောက်လာပြီးတော့အားဆိုင်ခိုင်းရင်းနဲ့ကလေးမွေးပေးလိုက်ပါတယ်ဒါပေမဲ့ကလေးကအသက်မပါလာတာကြောင့်ခေါ်ရန်ကအနာတမင်တကောင်ရဲ့အသက်ကိုယူပြီးတော့ဂျူရိုဒန်ရဲ့သားလေးကိုအသက်တက်ဖြည့်ပေးလိုက်ပါတယ်ငါတို့အတွက်စစ်တီတော့အစ်စ်ပဲဆိုပြီးတော့ကြွေးကြော်လိုက်ကြပါတယ် Iron Fox ဆိုတဲ့နေရာတစ်ခုမှာတော့လူပုလေးတယောက်ကသူတို့ထုလုပ်ဖန်တီးထားတဲ့တူမီတနက်တလက်ကိုလိုသားကိုလက်ဆောင်ဖြစ်ပေးနေပါတယ်။အဲ့ဒီအချိန်မှာမျိုးဆောင်တပ်ဖွဲ့တိုက်ခိုက်ခံရပြီဆိုတဲ့သတင်းနဲ့အတူလိုသားကိုဘရင်နေပြည်တော်စီပြန်လာဖို့အတွက်ဆင့်ခေါ်စာတစ်ဆောင်ရောက်လာပါတယ်။ပထမဆုံးအနေနဲ့လိုသားတယောက်တိုက်ခိုက်ခံရတဲ့မျိုးဆောင်တပ်ရှိရာ Stormwind စီကိုရောက်လာပါတယ်။မျိုးဆောင်တပ်တစ်ခုလုံးဟာအသက်ခံလိုက်ရပြီးအသက်ရှင်သူတယောက်မှမကြံတာကြောင့်ရန်သူကဘယ်သူဘယ်ဝါဆိုတာကိုပြောဖို့ခက်နေပါတယ်။ ။ဒါကြောင့်ခက်ကာဆိုတဲ့မှုဆရာကအလောင်းတွေကိုစစ်ဆေးကြည့်တဲ့အခါမှာတော့ပါဇက်ထဲကနေဖဲမော်ပညာငွေသက်တွေတွေ့လိုက်ရတာကြောင့်ဆောက်ရှောက်သူမယ်ဒီကိုခေါ်ဖို့ပြောလိုက်ပါတယ်။အယောက်30ရှိရဲ့မျိုးဆောင်တက်ကလူတွေအားလုံးတော့လေတစ်ချက်မှမချွန်နိုင်မင်းနဲ့တေကုံကြတာကြောင့်ရန်သူကဘလူကောင်မျိုးတွေများလဲဆိုပြီးတော့ဘယင်းနဲ့စစ်သူကြီးတွေစဉ်းစားရခက်နေချိန်မှာခက်ကာကအဲ့ဒါဖဲမော်အတက်ပါမင်းကြီးဆိုပြီးတော့ဝင်ပြောလိုက်ပါတယ်။မင်းကဘာတူလဲလို့မင်းကြီးကမေးတော့ကျွန်တော်ကဆောက်ရှောက်သူအလုပ်တင်တယောက်ပါ။ အခုတော့အဲ့အလုပ်ကိုဆက်မလုပ်ဖြစ်တော့ပါဘူးဒါပေမဲ့ကျွန်တော်စွမ်းရည်ရမကြသေးပါဘူးတိတ်ကိုဆိုးရုပ်တဲ့အမှောင်စွမ်းအားတစ်ခုအားကောင်းလာနေတာကိုအာရုံရနေပါတယ်ဆိုပြီးတော့ရှောက်တင်နေတော့မှာပဲအခြားထေသားတစ်ခုကထက်ပြီးတိုက်ခိုက်ဖျက်ဆီးခံရတဲ့တရင်တစ်ခုရောက်လာပြန်ပါတယ်လူသားနဲ့ဘီယန်လိန်တို့ဟာရောက်ခတ်တော်ရာကြောင့်အတော်လေးရင်းနှီးပါတယ်လူသားရဲ့ညီမကဘီယန်မိဖုရားပါလူသားမှာတားတယောက်လည်းရှိပါတယ်သူ့သားကလူသားလိုထက်မြက်တဲ့စစ်တီတော်တယောက်ဖြစ်ချင်တာကြောင့်သူ့တော်လေးဖြစ်သူလူသားရဲ့ညီမကစိတ်ပူနေပါတယ် စစ်တီတော့မလုတ်ခိုင်းဖို့အတွက်လူသားကိုဖြောင်းပြပေးမယ်လူသားကတော့သူ့လမ်းကိုသူ့စိတ်ကြိုက်ရှောက်ခိုင်းမယ်အကြောင်းပြန်ပြောပါတယ်မော်ဆီယာခက်ကပြောတဲ့စကားတွေကယုတ်တိရှိတာကြောင့်ဘီရင်ကြီးကစောက်ရှောက်သူကိုတွားခေါ်ဖို့အတွက်လူသားကိုတာဝန်ပေးလိုက်ပါတယ်ဒီလိုနဲ့ခက်ကနဲ့လူသားတို့နှစ်ယောက်စောက်ရှောက်သူရှိရာခရာဇန်စီကိုထွက်လာခဲ့ကြပါတယ်အော့ခ်တီကတော့ရွာတွေကိုလိုက်တိုက်ခိုက်ရင်းနဲ့အကျဉ်းသားတွေစုဆောင်းနေပါတယ်ဂျူရိုတန်တို့ကမတိုက်ခိုက်ဘဲရက်နေတာကြောင့်ဘလက်ခန်းရောက်လာပြီးတော့ နှင်းဝင်ပလူမျိုးနွယ်စုတွေကအမဲလိုက်တဲ့ထဲမှာမပါဘူးလားလို့မေးလိုက်ပါတယ်။ငါတို့ကပစိန်ကင်ထားတဲ့ရန်သူတွေကိုပဲမျောလင့်ထားတာ။ကလေးတွေမိန်းမတွေကိုမတိုက်ခိုက်ချင်ဘူးလို့ဂျူရိုတန်ကပြန်ဖြေလိုက်ပါတယ်။ဒိုတာတို့ကတော့ခရာဆန်ကိုရောက်လာကြပါပြီ။ဒီဇက်ကားမှာ CGI နဲ့ landscape view တွေကတော့တော်တော်လေးလှပါတယ်။နောက်ခုပြောချင်တာကကျွန်တော်အခုဆိုရင် Telegram channel တစ်ခုလည်းထောင်ထားပါတယ်။အဲ့ channel ကိုလာ join ပေးဖို့တောင်းဆိုချင်ပါတယ် Telegram channel link ကိုတော့ description မှာရောပြီးတော့ comment မှာပါပင် comment အနေနဲ့ထားပေးထားပါတယ် ။ဒီကြပါဦးပင်ကွမ်းမန်လင်းကိုနှိပ်ပြီး Telegram Channel ကို join ပြအောင်လာ join ပေးကြဖို့တောင်းဆိုချင်ပါတယ်။ခက်ကောက်အောက်မှာစောင့်ခိုင်းပြီးတော့လိုတာနဲ့ Moros တို့ဟာဆောက်ရှောက်သူကိုတွေ့ဖို့အတွက်အပေါ်တက်လာခဲ့ကြပါတယ်။ဆောက်ရှောက်သူ Motif ကတော့ရွှေရုပ်ထုတစ်ခုကိုထွန်းထုနေပါတယ်။ရွှေနဲ့ကိုမော်တက်သွင်းပြီးတော့အသက်ရှိတဲ့ရုပ်ထုတစ်ခုဖြစ်အောင်လုပ်မလို့ပါ။ဟာရမင်းရဲ့အကူကြီးလိုနေပြီမတီးဘယင်ကြီးကမင်းကိုဆင့်ခေါ်လိုက်တယ်ဆိုပြီးတော့လိုသားကဘယင်ရဲ့လက်စွပ်ကိုပြလိုက်ပါတယ် အောက်ထပ်မှာစာအုပ်တွေလိုက်ဖက်ကြည့်နေတဲ့ခက်ကာကအရေးမဲတစ်ခုကိုတွေ့ပြီးစာအုပ်တွေကြားထဲကိုတိုးဝင်ပြောက်ွယ်သွားတာကြောင့်ဘာပြောချင်တာလဲဆိုတော့စဉ်းစားမရဖြစ်နေပါတယ်။စာအုပ်တွေမှွေနောက်ရှာနေရင်လည်းသူ့လက်ထဲကခီရင်တော်အမှတ်သားလင်းလာပြီးညွှန်ပြနေတာကြောင့်စာအုပ်တအုပ်ကိုယူပြီးတော့အလစ်တုပ်သိမ်းထားလိုက်ပါတယ်။ဒီလိုနဲ့အကြောင်းစုံတည်သွားရတာကြောင့်ဆော့ရှော့သူ motif လည်းမင်းနေပြီးတော့သူ့ရဲ့မော်စွမ်းတုံးပြီးလိုသားရုနဲ့အတူ teleport လုပ်လိုက်ပါတယ်။ လို့သာဘရင်ကြီးလိမ့်နေဆောက်ရှောက်သူမေတီတို့ကအတော်လေးရင်းနှီးတဲ့တငယ်ချင်းတွေပါတိုက်ခိုက်ခံရတဲ့ဒေတာတွေကတော့ဘလူးကြီးတွေနဲ့တိုက်ခိုက်ခံရတယ်လို့ပြောတာပဲဆိုပြီးဘရင်လိမ့်ကမေတီကိုတိရတဲ့လောက် information တွေပြန်ပြောပြနေပါတယ်လို့သာကတော့ငါတို့တုံမန်းတကောင်ကိုဖမ်းရမယ်ဒါမှရန်သူကိုတိချတိရမှာဆိုပြီးပြောလိုက်ပါတယ်ဒီလိုနဲ့ရန်သူတွေရှိရာစစ်မျက်နှာပြင်တစ်ခုဖြစ်တဲ့ Elwin Tooc ကိုတုံမန်းရအောင်ဖမ်းဖို့အတွက်ထွက်လာခဲ့ကြပါတယ် ချက်ဝက်တန်စာရီစစ်တီအပြင်စင်တွေကတော့အတော်လေးမိုက်ပါတယ်တနင်္လာရောက်မှာတော့တိုက်ခိုက်ခံထားရတဲ့ပုံစံခြေနေတွေနဲ့အတူဖဲလ်မော်ပညာတုံးထားတဲ့အရေးအယောင်တွေကိုပါမြင်လိုက်ရပါတယ်အဲ့ဒီချိန်မှာပဲရုတ်တရက်ခြုံကိုပြီးတိုက်ခိုက်ဖို့စောင့်နေတဲ့ Orc တွေထွက်လာပြီးအကုံလုံးကို light ခုတ်ကြတတ်ကြပါတော့တယ်။မှော်ဆရာပေါ့ဆာဆိုပေမဲ့ခက်ကားလည်းသူ့ကိုယ်သူတို့ကာဝယ်နိုင်ပါတယ်။ Battle ရဲမှာဆောက်ရှောက်သူ Spare Casting ကောင်းကောင်းလုပ်နိုင်အောင်လည်းရှီးကပေးထားပါသေးတယ်။ ခွင့်အားတွေအတော်လေးကွာတာကြောင့် Octi ကိုမနိုင်မှုဖြစ်နေပါတယ်။လိုသာတယောက်လောက်ပဲကောင်းကောင်းပြန်ချနိုင်တာပါ။လိုသာရဲ့ဒါတေကန်နီလက်တကန်းလောက်လိုမှလည်းဝင်ကယ်လိုက်ရပါသေးတယ်။အဲ့ဒီအချိန်မှာဆောက်ရှောက်သူ Spacecaster ပြီးသွားပြီးတော့အစင်းရောင် Octi အကုန်သေးကုန်ပါတယ်။ Fairmo တက်ကိုတုံးနေရပဲလို့ Jurodan တန်းတော်နဲ့ရည်ရွတ်လိုက်ပါတယ်။အင်အားမများတော့တာကြောင့် Octi ကတက်ပြန်ဆုတ်သွားရပါတယ်။ငါ Crossan ကိုချက်ချင်းပြန်ရမယ်။ မင်းဒီလူတွေကိုစတုံးမွန်းစီကိုအန်ဒီရဲ့ကဲအောင်ပြန်ခေါ်သွားပါမင်းဒီနေ့လောက်တာကောင်းနေဆိုပြီးတော့ဆောက်ရှောက်သူကတယ်လီပေါ့လောက်သွားပါတယ်တက်ပြန်ဆုပ်နေရင်လည်းဂျူရိုထန်ကဖဲလ်ကြောင့်တေးရတဲ့အလောင်းနာဂရူနာကိုတွေ့သွားပြီးတော့တန်ကြိုးကိုဖြတ်လွတ်ပေးလိုက်ပါတယ်လိုသာရုရဲ့ရည်ရွယ်ချက်ကတုံမန်းတကောင်ရအောင်ဖမ်းဖို့ဖြစ်တာကြောင့်အော့ခ်တကောင်ရဲ့နောက်ကိုအသေးအတန်လိုက်ဖမ်းနေပါတယ်နှင်းဝင်ပလူမျိုးနဲ့ဇူကအော့ခ်ကလည်းအချင်းမဟုတ်တာကြောင့်နောက်ကလိုက်လာတဲ့ကောင်တွေကို AACC ပြန်တီးနိုင်နေပါတယ် ဒါပေမဲ့လူသားကိုတိုက်ခိုက်တဲ့ချိန်မှာတော့အေးနေပြီးတော့မိလဲတော့အောင်စော်ခံလိုက်ရပါတယ်။နှင်းဝင်ဘလူကြီးရောက်လာလို့လူသားကသူ့သခင်ဖြစ်သူရဲ့လေပင်ကိုဓာတ်နဲ့ချိန်ထားလိုက်ရပါသေးတယ်။အဲ့ဒီတော့မှမကြေမနက်နဲ့ထွက်သွားတာပါ။အော့ခ်တီရဲ့လက်ကနေခုမှလွတ်လာတဲ့ကရိုနာကခက်ကာနဲ့ထိတ်တိုက်တိုးသွားပြီးတော့ထပ်ဖန်းခံလိုက်ရပါတယ်။ဒီလိုနဲ့အော့ခ်နှကောင်ကိုအကျဉ်းသားဖြစ်သူလိုရလိုက်ပါတယ်။ကရိုနာတယောက်ပဲလူသားတွေရဲ့ဘာသာစကားကိုပြောတတ်တာဖြစ်ပြီးတော့အော့ခ်ကြီးကမပြောနိုင်နားမလည်နိုင်ပါဘူး။ မင်းတို့ကဘာကောင်နေလဲလို့လူသားမေးတော့ကရိုနာကစကားတွေပြန်ပြောပါတယ်မင်းအိုက်ကောင်ကြီးရဲ့ဘာသာစကားကိုနောက်တစ်ခွန်းထပ်ပြောရင်ပြောကြည့်လိုက်ရှာဖြတ်ပြီးတော့ငါလည်းဘေးမှာဆွဲထားမယ်လို့သတိပေးလိုက်ပါတယ်ဒါပေမဲ့ကရိုနာကဂယူးမဆိုင်ပဲဆက်ပြောနေတာကြောင့်တန်ကျိုးကနေလွတ်အောင်အတင်းယုံလိုက်ပြီးတော့ကရိုနာကိုတတ်ဖို့အတွက်လက်တကန်းလောက်လိုမှာပဲလူသားရဲ့ဓာတ်ချက်နဲ့ကန့်သွားရပါတယ်တို့ရောက်တဲ့အခါမှာတော့ကရိုနာကိုဘာလဲဘသူလဲဘယ်ကလာတာလဲမင်းတို့ကဘာကောင်နေလဲဘာလို့စောက်ပြေတနာတွေလာရှာနေရတာလဲ မင်းအရောငါတို့ဘာသာစကားကိုဘာလို့ပြောတတ်နေရလဲဆိုရဲမေးခွန်းတွေကိုမေးပါတယ်ကိုရိုနာကလည်းသူတို့က ox တွေဖြစ်ကြောင်းဒီကဘာမဟုတ်ပဲအခြားကဘာလာတာဖြစ်ကြောင်း ox ကဘာကတည်ဆုံးနေပြီဖြစ်လို့ဒီကဘာကိုသိမ်းယူဖို့အတွက်မှော်ကိတ်ပေါက်ကြီးကနေရောက်လာကြတာဖြစ်ကြောင်း ox တွေကလူသားအချင်းသားတွေကိုမှော်စွမ်းရဲ့လောင်စာအဖြစ်သုံးဖို့အတွက်အသက်ရှင်လျက်ဖန်ထားကြကြောင်းသူတို့စီကနေလူသားတွေရဲ့ဘာသာစကားကိုသင်ယူတက်မြောက်ထားတာဖြစ်တဲ့အကြောင်းတွေကိုပြောပြလိုက်ပါတယ်မမင်းကိုချင်းချောက်တာတော့မဟုတ်ဘူး ဒါပေမဲ့ငါတို့ရဲ့လူတွေနဲ့ငါတို့မျိုးကာကွယ်ဖို့အတွက်မင်းငါတို့ပင်မဂိတ်ပေါက်စီကိုခေါ်သွားရမယ်လို့လိုသားနဲ့ဘီရင်လိန်တို့ကပြောလိုက်ပါတယ်။လိုသားတို့နဲ့တိုက်ပွဲမှာရှုံးသွားတဲ့အတွက်တပ်ဖွဲ့ကောင်းဆောင် Black Hand မှာတာဝန်ရှိနေပါတယ်။မင်းရဲ့စစ်ပွဲကောင်းဆောင်တယောက်ပဲ Black Hand ။ဒါပေမဲ့ဘာမှမဟုတ်တဲ့ကောင်လေးတွေကိုရှုံးခဲ့တယ်။ပိုဆိုးတာရန်သူတွေကိုဆက်မရင်ဆိုင်မင်းနဲ့ထွက်ပြေးလာပြီးမင်းရဲ့မျိုးနွယ်ကိုရှက်ရစေခဲ့တယ်။ငါတို့ရဲ့ထုံနှံကိုလေးစားပါ။ဒီလိုထွက်ပြေးတဲ့ပြစ်ဒဏ်ကိုမင်းသိပါတယ်ခေါင်းဆောင်ကြီးဆိုပြီး Gordon ပြောလိုက်တော့ ဘလက်ဟန်ချက်ချင်းတည်တံ့အောင်ခံယူဖို့အတွက်လက်ကိုမီးရဲထည့်လိုက်ပါတယ်။ဒါပေမဲ့မီးတောက်တွေတကူလုံးကိုမလောင်ကျွမ်းခင်မှာပဲဂျူရိုတန်လက်ကိုဝင်ဖြတ်လိုက်ပါတယ်။ငါတို့ပြင်းထန်တိုက်ခိုက်ခဲ့ကြရတာပဲ။ဒီတိုင်းဆိုရင်ရှုံးစရာတော့ကြောင်းမရှိဘူး။ဒါပေမဲ့အဲ့ဘက်ကမှော်စရာတကောင်ကမင်းရဲ့ဖဲမော်ကိုသုံးပြီးငါတို့လူတွေကိုတတ်သွားတာလို့ဂျူရိုတန်ဝင်ပြန်ပြောလိုက်ပါတယ်။မင်းကဆုံးဖြတ်မှုကိုဂျားဝင်ဖြတ်ရဲတယ်ပေါ့။မင်းကဆုံးဖြတ်မှုကိုဂျားဝင်ဖြတ်ရဲတယ်ပေါ့။ပါလေ။ မင်းကငါ့ကိုစိန်ခေါ်ခြင်းနေရာလားမျိုးနွယ်စုခေါင်းဆောင်လေးဆိုပြီးဂေါ်ဒန်ဖျဲတော့အခြေအနေတွေကြောင့်ဂျူရိုဒန်ကပဲ short ပေးလိုက်ရပါတယ်ဂျူရိုဒန်ကတော့သူ့သားလေးကိုချီရင်းနဲ့ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စတွေဂေါ်ဒန်နဲ့ကတောက်ပစာဖြစ်တဲ့အကြောင်းတွေသူ့မိမကိုပြောပြနေမိပါတယ်အော့ခ်ထရီရဲ့အကျဉ်းသားဘဝကနေမှလွတ်လာတာမကြသေးပဲဂရူနာကအခုလူသားတွေစီမှာထပ်အဖမ်းခံနေရပြန်ပါတယ်ဒါပေမဲ့ဘီယန်လိန်ရဲ့မိဖုရားမိမပီတာပြီးကျင်နာတတ်တဲ့စိတ်ရှိတာကြောင့်ဂရူနာကိုအကျဉ်းသားတယောက်လိုပဆက်ဆံပါဘူး လက်ဖက်ရည်တွေနှွေးတွေယူလာပေးပြီးဒီမှာမင်းအတွက်ဘဝတစ်ခုရှိပါတယ်ကိုရိုနာငါတို့နဲ့အတူလွတ်လပ်တဲ့ဘဝတစ်ခုကိုမင်းရနိုင်ပါတယ်ဆိုပြီးတော့တေချာကောင်းကောင်းမွန်မွန်ရှင်းပြပြောပြနေပါတယ်မလန်မကန်းမှာတော့လူသားကသူ့ညီမကိုအန်ဒီရဲ့ပေးရင်ချက်ချင်းဝိုင်းလို့ရအောင်တနက်တက်လက်ကင်ပြီးစောင့်နေပါတယ်ဝူရူဝါရလောက်တာနဲ့စောက်ခွက်တဲကိုကြည်စံဝင်သွားမယ်ကွက်ဒီပါစာရှောက်သူမယ်တီပြရဲ့စာကြည့်စဉ်ကနေယူလာတဲ့စာအုပ်ကိုဖတ်ရင်ခက်ကထူးဆန်းတာတန်တရားဖြစ်စရာကောင်းတဲ့အရာတစ်ခုကိုသတိထားမိသွားပါတယ် ။ဒီဖက်မှာတော့ဂျူရိုဒန်နဲ့သူ့တငယ်ချင်းအော်ဂရန်တို့ကငငယ်ကအမဲလိုက်ခဲ့ကြတဲ့အမှတ်တရတွေကိုပြောနေကြပါတယ်။ရုတ်တရက်ဂျူရိုဒန်က မင်းသတိထားမိလား။ငါတို့စီကိုဂေါ်ရန်သူ့မော်စွမ်းအင်းနဲ့ရောက်လာကြတဲ့ကငါတို့အိမ်ကြီးပျက်စီးခဲ့ရတယ်။အခုလည်းဘေးပတ်ဝန်းကျင်ကိုကြည့်ပါဦး။ဂေါ်ရန်ရဲ့မော်စွမ်းတုံးနဲ့ဘယ်နေရာမဆိုအဲ့ဒီမြေကတည်ဆုံးရတာပဲ။ငါတို့မျိုးနွယ်စုတွေအတွက်တကယ်အင်အသက်ရှာခြင်းရင်ငါတို့ဂေါ်ရန်ကိုတားရမှာအမှန်တရားပဲလို့ပြောလိုက်ပါတယ်။ငါတို့မှာအန်တူဖို့ခွင့်အားမရှိဘူးလေလို့အော်ဂရန်ကပြောတော့ ငါတို့လူသားတွေနဲ့ပူးပေါင်းရင်တော့ဖြစ်နိုင်ပါတယ်လူဂျူရိုတန်ကလည်းပြန်ပြောပါတယ်ကိုရိုနာရဲ့သဘောတူညီမှုရသွားတာကြောင့်သူမရဲ့လမ်းပြမှုနဲ့တူအော့ခရီစခန်းချရာဒေသစီကိုထွက်လာခဲ့ကြပါတယ်ဒါစစ်ပွဲအုပ်စုတည်တည်လေးပဲရှိသေးတယ်နောက်ထပ် gate တွေပွင့်လာရင် Gordon ကအော့ခရီအားလုံးကိုတခါလေးခေါ်လာတော့မှလူကိုရိုနာရှင်းပြလိုက်ပါတယ်မင်းတို့ဒီနေရာကနေတက်ဆုပ်ပြီး stone wing ကိုပြန်တော့ငါတို့ရှစ်ဆက်သွားမယ်ဆိုပြီးလူသားကစစ်သားတယောက်နဲ့ထွက်သွားပါတယ် ဒါပေမဲ့သူတို့မသိလိုက်တာကနောက်ကနေဂျူရိုတန်အားလုံးကိုမြင်နေရပါတယ်။လိုသာထွက်သွားပြီးတဲ့နောက်မှာဂျူရိုတန်ထွက်လာတော့သူတို့အန်ဒီပြူတိုက်ခိုက်ဖို့လို့ထင်ပြီးတော့လန့်သွားကြပါတယ်။ဒါပေမဲ့ဂျူရိုတန်ကဂေါ်ဒန်ရဲ့မှော်စွမ်းတဲ့လုပ်ရက်တွေကိုတားချင်ကြောင်းသူ့ဘက်ကအမြင်နဲ့ဆက်လုံမဲ့ရည်ရွယ်ချက်တွေကိုပါဆွေးနွေးချင်တာကြောင့်လူသားမျိုးနွယ်စုရဲ့ခေါင်းဆောင်ဖြစ်သူနဲ့တွေ့ဆုံဆွေးနွေးဖို့အချိန်နဲ့နေရာတွေကိုတိကျပြောပြီးပြန်လွှတ်ပေးလိုက်ပါတယ်။ ်6အော့တွေဟာသူတို့ရဲ့တာဝန်အတိုင်း Stonewall အနီးတစ်ဝိုက်မှာရှိသမျှနေရာတွေကိုတိုက်ခိုက်ရင်းနဲ့လူသားအချင်းသားတွေကိုရသလောက်လိုက်စုဆောင်းနေကြပါတယ်။အော့တွေရဲ့တိုက်ခိုက်မှုကို Stonewall ကလူသားစစ်သားတွေဘယ်လိုမှမခုခံနိုင်တာကြောင့်အခြားနတ်ငယ်တွေလူမှုမျိုးနွယ်တွေကိုပါခေါ်ပြီးမဟာမိတ်ဖွဲ့အတူတူတိုက်ခိုက်ကြဖို့အော့တွေနောက်တစ်ဂိတ်ဖွင့်ပြီးအင်အားမများလာခင်တားဖို့အတွက်ပြောကြပေမဲ့အချင်းချင်းစီစီလုံးလုံးတင်းတင်းမြတ်မြတ်မရှိကြတာကြောင့်ဘလို့မှစီယုံလို့မရဖြစ်နေပါရဲ့အဲ့ဒီချိန်မှာအော့တွေရဲ့တိုက်ခိုက်မှုကြောင့်ပြန်လာတဲ့တပ်ဖွဲ့တွေက လူသားရဲ့တားခဲလံဒဏ်ရာရတာကြောင့်သိလိုက်ရပါတယ်။အဖေတစ်ခုတားတစ်ခုဖြစ်တာကြောင့်လူသားလည်းစိတ်ပူသွားပြီးသူ့သားစီကိုပြေးလိုက်သွားပါတယ်။မင်းကစိုးရင်လိုက်ရတာအဖေမှမင်းတယောက်ပဲရှိတာလို့ပြောလိုက်ပေမဲ့ဖေရီသူသားဖြစ်တဲ့ခဲလံကတော့ကျွန်တော်ကစစ်သားတယောက်ဆိုတော့ဒါမျိုးတွေကြုံရမှာပဲဖေလို့ပြန်ပြောလိုက်ပါတယ်။ဂျူရိုတန်ရဲ့ချင်းဆုံမှုကိုလူသားနဲ့ဘီရင်လိန်နူကထောင်ချောက်ဆင်တယ်လို့ထင်တာကြောင့်သွားတယ်မသွားတယ်ဆုံးဖြတ်နေကြပါတယ်။ဂျူရိုတန်ကလိန်ပြီးထောင်ချောက်ဆင်ဖမ်းနေရဖြစ်မယ်လို့လူသားကပြောတော့ အော့ကတွေကဘယ်တော့မှမလိမ်ဘူးပြီးတော့အောက်တန်းကျတဲ့နီးရီနဲ့တိုက်ခိုက်အနိုင်ယူတာမျိုးလည်းမလုပ်ကြဘူးအထူးသဖြင့်တော့ဂျူရိုတန်သူ့မျိုးနွယ်စုတွေလေးစားရတဲ့မျိုးနွယ်စုခေါင်းဆောင်တယောက်ဖြစ်တာကြောင့်ဂုံတိတ်ခါကိုအသက်ထက်ပိုတန်ဖိုးထားတဲ့သူဖြစ်ကြောင်းဂရူနာရှင်းပြလိုက်ပါတယ်ဂရူနာရဲ့ဇကားတွေကအချိုးချောင်းစီလျော်ပြီးအမှန်တကယ်လဲလူသားရဲ့အချိုးအတွက်စိတ်နှစ်ပြီးပြောနေတာဖြစ်တာကြောင့်မိဖုရားကြီးကယုံကြည်ပြီးသူ့ကိုယ်သူကာကွယ်ဖို့အတွက်ပါဓာတ်တို့တချောင်းကိုချီးမြှင့်လိုက်ပါတယ်ဒီလိုနဲ့ဂရူနာရဲ့ဇကားတွေကြောင့်ဂျူရိုတန်နဲ့တွားတွေ့ဖို့ဆုံးဖြတ်လိုက်ကြပါတယ် တစ်ဖက်မှာတော့ဆော့ရှော့သူမယ်လ်ဒီပ်ကမှော်ဆရာပေါ့ဆာခက်ကာရဲ့ခန်းလေးကိုရောက်နေပါတယ်ခက်ကာကဖဲမွန်နဲ့ဂိတ်ဝင်ပေါက်အကြောင်းကိုသူတည်တနာရီလှုပ်ထားတာမြင်ပြီးမယ်ဒီပ်ကဒေါသထွက်သွားပါတယ်အချက်လက်ဒီအားလုံးကိုလည်းမီးရှို့ဖျက်ဆီးပစ်ပြီးကို့အဆင့်ကိုတည်ဆန်းကောင်လေးကို့နေရာမှာကိုနေနေရာကဝန်မပါနဲ့လို့ကြုံဝါသွားတာကြောင့်ခက်ကာတယောက်ကြီးစုတင်မခံရတဲ့အပြင်စောက်ခွက်အရေးမခံရတာတော့ကံကောင်းသွားတယ်လို့ပြောရပါမယ် စာရွက်တွေအလုံးမီးရှို့တာခံလိုက်ရတယ်ဆိုပေမဲ့အရေးကြီးဆုံးတရွက်ကတော့ cat ကဖွက်ထားလို့ကြံနေခဲ့ပါတယ် fail ရဲ့အကြောင်းကိုထိုက်တင်တဲ့လောက်လေ့လာသဘောပေါက်ထားတဲ့ cat ကလိုသားစီကိုအပြေးသွားပြီး octia သူတို့ဘက်ကဘာတစ်ခုတည်းကနေတင် gate ကိုဖွင့်လို့မရဘူးဒီဘက်ကမှော်ဆွမ်းသုံးပြီးဆင့်ခေါ်သူတယောက်ယောက်ရှိနေလို့သာဝင်လာနိုင်တာဆိုတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်ပြီးတော့ဆော့ဆော့အတင်မဲ့ဆောက်လျှောက်သူ medip ကသူ့စာရွက်စာတမ်းတွေကိုဘာမဆိုင်ညာမဆိုင်မီးရှို့ဖျက်ဆီးသွားတဲ့အကြောင်းကိုလည်းတေးချအစီအစဉ်တကျရှင်းပြလိုက်ပါတယ် လူသားအနေနဲ့လည်းမက်ဒီပေါ်မှာတန်တရားဝင်စရာကောင်းနေရောသတိထားမိသွားပါတယ်။တစ်ဖက်နဲ့တစ်ဖက်အယုံကြည်ရသိမ့်မရှိကြသေးပေမဲ့ချင်းဆူထားတဲ့နေရာတို့ရောက်လာကြပါပြီ။ထောင်ချောက်ဆင်ပြီးတော့ခြုံကိုတိုက်ခိုက်တာမျိုးတွေဖြစ်ခဲ့မယ်ဆိုရင်ပြန်ခုခံကာကွယ်ပေးနိုင်အောင်လို့မက်ဒီကလည်းမလန့်မကန်းအနေစောင့်ကြည့်ပေးနေပါတယ်။ဂျူရိုတန်ကဖဲမိုကတက်ရှိအားလုံးရောကဘာကြီးအပါအဝင်အသုံးပြုသူကိုရန်ကပျက်စီးစေတဲ့တာမျိုးဖြစ်လို့တားကျင်တဲ့အကြောင်းနောက်နှစ်ရက်မြောက်နေရင်နောက်ထပ်ဂိတ်တစ်ခုကိုထပ်ဖွင့်မှဖြစ်လို့ အဲ့မတိုင်ခင်လူသားမျိုးနွယ်စုက Orc တွေစီကိုလာပြီးတိုက်ခိုက်တဲ့အကြောင်းလာတိုက်တဲ့အချိန် Goran ရဲ့လူတွေအာယုံလွဲနေတဲ့အချိန်နှင်းဝင်ပလူမျိုးနွယ်စုခေါင်းဆောင်ဖြစ်တဲ့ Jurodan ဆိုတဲ့ငါလက်နဲ့ Goran ကိုတတ်မယ်လို့အစီအစဉ်တွေကိုပြောပြပြီးဘရင်ကလည်းသဘောတူလိုက်ပါတယ်ဒီလိုနဲ့ညှိနှိုင်းမှုကအဆင်ပြေပြေပြီးသွားတော့မယ့်အချိန်မှာပဲရုတ်တရက်ကြောက်ခဲရဲ့ချားမှာပုန်းနေတဲ့ Goran ရဲ့နောက်လိုက် Orc တွေထလာပြီးနှင်းဝင်ပလူမျိုးနွယ်စုတွေကိုတစ်စပေါက်တွေဆိုပြီးတော့ခြားကြပါတော့တယ်အော့အချင်းချင်းတွေမကပဲတက်ပြန်ဆုတ်နေတဲ့လူသားတွေကိုပါလိုက်ချတာကြောင့် ိုက်ပွဲအသေးစားလေးတစ်ခုစဖြစ်နေပါပြီ။ဂေါ်ဒန်ရဲ့အော့ခ်တီရောက်လာရတာကဂျူရိုဒန်ရဲ့လက်ထောက်လည်းဖြစ်တငယ်ချင်းလည်းဖြစ်တဲ့အော့ဂရင်ကဘလက်ဟန်ကိုသွားပြောလိုက်လို့ပါ။ဂျူရိုဒန်ကိုသစ်စဖောက်ချင်လို့ပြောလိုက်တာတော့မဟုတ်ပါဘူး။မျိုးနွယ်မတူတဲ့လူသားအိတ်ထက်စာရင်ကိုအော့ခ်မျိုးနွယ်ချင်းချင်းကိုပို့ပြီးယုံလို့ပြောလိုက်တာမျိုးပါစစ်တပ်ကောင်းဆိုဘလက်ဟန်မှာရောက်လာပြီးနောက်ကနေအော့ခ်ရာပေါင်းများစွာလည်းပါလာပါတယ် အဲ့ဒီအချိန်မှာပဲအာယူနေတဲ့မက်ဒီဗ်ကအစင်းသင်းဖြစ်ပြီးသူ့ရဲ့ Magic Spell နဲ့လျှက်စီးအကာအကွယ်တစ်ခုကိုလှုပ်လူသားကြီးတက်ဆုပ်လို့ရအောင်ကာပေးထားလိုက်ပါတယ်။လူသားတယောက်မက်ဒီဗ်ရဲ့ Spell ကိုသဘောကျနေတော့မှာပဲရုတ်တရက်အပြင်ဘက်ကသူသားခဲလန်တို့တက်ဆုပ်ကြံနေသေးတာကိုတွေ့လိုက်ရပါတယ်။ Spell ကိုပြန်ဖြတ်ဖို့အတွက်အောက်ကနေအတင်းလှမ်းအောင်နေပြီးမဲ့မက်ဒီဗ်က Spell Cast ပြီးရဲ့နောက်မှာအာကုန်ပြီးလဲကျသွားပါပြီ။အကာအကွယ်ကလည်းအရန်ခိုင်မှလွင်ပြီးဘလုံမကိုဖောက်ထွက်လို့မရပါဘူး။ ခေလန်ကတော့စစ်တီတော်ပိသားစွာနဲ့ပဲအက်ဇရောအတွက်ဆိုပြီးရဲရဲဝံ့ဝံ့ရင်ဆိုင်လိုက်ပါတယ်။အင်အားကဘလို့မှမမျှတဲ့ပြင်တားဖာမန်တိနေတာကြောင့်ဘလက်ဟန်ကိုရန်ကလိုသာရှိမှရဲရဲဆက်ဆက်တက်ပြပေးလိုက်ပါတယ်။မက်တီဗ်ကအပြက်ပြီးလဲကျနေတာကိုတွေ့ပြီးဂရိုနာနဲ့ခက်ကာရူကနတ်ရီကန်စီကိုခေါ်သွားလိုက်ပါတယ်။အဲ့ဒီချိန်မှာခက်ကာတယောက်မက်တီဗ်ရဲ့မျက်လုံးထဲကဖဲအငွေသက်တွေကိုတွေ့လိုက်ရပါတယ်။တက်ဆူစီပြန်ရောက်တဲ့ခါမှာတော့ဂျူရိုတန်ကိုတစ်စပေါက်ဆိုပြီးဘလက်ဟန်ကပြစ်ပေးဖို့လာခေါ်ပါတယ် အေးစစ်စစ်ဖန်းခံရင်တော့မင်းလူတွေအသက်ကိုချမ်းသာပေးမယ်လို့ပြောတာကြောင့်ဂျူရိုဒန်တယောက်အသေးခံမှုရွေးချယ်လိုက်ပါတယ်။တောက်ကိုဆုံးရှုံးရလို့ဝမ်းနည်းနေတဲ့လူသားစီမှာတော့ကိုရိုနာနှစ်သိမ့်ပေးဖို့စူးစမ်းနေပါတယ်။ဟော်ဒန်ကသူ့စကားသူမတီးပဲဂျူရိုဒန်အညံ့ခံတာတောင်မှနှင်းဝင်ပလီမျိုးနွယ်စုတွေကဂျူရိုဒန်ဘုသက်ဆာရှိရဲ့နောက်လိုက်တွေကိုပြဿနာရှာနေတာကြောင့်ဂျူရိုဒန်ရဲ့မိန်းမဒရာခန်နဲ့ကလေးတွေထွက်ပြေးနေကြရပါတယ်။ မယ်ဒီဗ်စီမှာဖဲရဲ့အငွေသက်တွေကိုတွေ့လိုက်ရတာကြောင့်ခဲကာကမွန်ဆီယာရီပေါ်ထွင်းရနေရဖြစ်တဲ့ခီရင်တော်ကိုသွားပြီးမယ်ဒီဗ်ကဖဲမော်အစိတ်သိနေကြောင်းပြီးတော့ဂိတ်ပေါက်တွေနဲ့ပတ်သက်တဲ့သူတိသမျှအကြောင်းတွေကိုပါပြောပြလိုက်ပါတယ်လိုနဲ့ခက်ကာကို LOD ဆိုတဲ့နေရာကိုခေါ်သွားပြီးခက်ကာရောက်ရောက်ချင်းမှာပဲ LOD ကအလိုလိုပွင့်လာပါတယ်ခက်ကာဝင်သွားတဲ့ခါမှာတော့အရေးလိုလိုလူလိုလိုအရာတစ်ခုကိုတွေ့ရပြီးအဲ့အရေးကပဲဆောက်ရှောက်သူမဲ့ဒီဗ်ကငါတို့ကိုတစ္ဆာဖောက်သွားပြီး ဖဲလ်ကမက်တီကိုလောင်မြိုက်ဖမ်းဆားနေပြီမင်းတူကိုရအောင်တားပါလို့မှားရင်းနဲ့ပျောက်ခွေသွားပါတယ်သူပြောခဲ့တာအမှန်ပါပဲမယ်ဒီပ်တရားနဲ့ရေကန်နဲ့စိတ်နေတာတော့မှဖဲရီယာစိတ်ထွက်လာနေပြီးနောက်ဆုံးလုံးဝသူ့ကိုထိန်းချုပ်နိုင်သွားပါတယ်သူ့ရဲ့လက်ထောက်ဖြစ်သူမိုရိုးစ်ကိုပါကိုရိုင်းတက်ပစ်လိုက်ပါတယ်ဘီယန်လင်းကအော့ခ်ထရီရဲ့ကျူးကျော်မှုတွေကိုခုခံဖို့အတွက်တပ်ဖွဲ့တွေခြံထားပြီးအဆုအသေးလေးတစ်ခုနဲ့တင်ဂိတ်ပေါက်စီကိုခြစ်တက်ချင်နေတာပါ လူသားကတော့အဲ့လိုမဟုတ်ပဲနောက်ထပ်ဂိတ်ပွင့်မလာသေးခင်မှာပဲအာဂုံသုံးပြီးတိုက်တင်ကြအောင်သဘောထားမတူဖြစ်နေကြပါတယ်။ Octree ကိုအဲ့လိုပုံရောပြီးအာဂုံသုံးတိုက်ခိုက်ဖို့အတွက်ကလုံးဝ risk များတဲ့အကြောင်းရင်လိုင်းကပြောနေတော့မှာပဲရုတ်တရက် Melty ပါရောက်လာပြီးလူသားရဲ့အကြံစီကမဖြစ်နိုင်ကြအောင်မိုက်ယူရဲဆန်ကြအောင်ဝင်ပြောလိုက်ပါတယ်။သူ့သားတေလိုမကြင်မနဲ့ပဲရှိသေးတဲ့လူသားက Medip ကိုစောက်ခွက်ပြေးထိုးဖို့လုပ်နေရာကြောင့်ဝိုင်းဖန်းချုပ်ပြီးတော့အချုပ်ထဲခဏထည့်ထားဖို့ဘယင်ကအမိန်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ဘရင်တပ်ဖွဲ့နဲ့မယ်ဒီပ်တို့တိုက်ခိုက်ဖို့ထွက်လာကြပြီးဘရင်ကြီးကလိုတာကိုခေါ်ခဲ့ရင်ကောင်းမယ်လို့ပြောတော့သူ့ကိုဒီမှာပဲထားခဲ့တာပိုကောင်းပါတယ်ဆိုပြီးမယ်ဒီပ်ကတုံ့ပြန်လိုက်ပါတယ်ဒီလိုနဲ့လိုတာမပါပဲစစ်ချီသွားကြပါတယ်အချုပ်ခန်းထဲကလိုတာကတော့အဆောင်ကိုတော့ဖွဲ့ပေးဖို့အတွက်စွပ်ပြောပေးမယ်မရပါဘူးအဲ့ဒီအချိန်မှာခက်ကဝင်လာပြီးအဆောင်ကို10မိနစ်လောက်စိတ်အဖြစ်ပြောင်းပြီးတော့လိုတာကိုမယ်ဒီပ်စီခေါ်သွားပါတယ် ဂျရာကတူတာလီနဲ့အတူထွက်ပြေးလာပြီးမြောက်ကနေလိုက်လာကြတာကြောင့်ကလေးကိုမြစ်ထဲမှာမျောပြဖို့လုပ်ရပါတယ်။ဒီကလေးကနောက်ထပ်ဇက်ကထက်ထွက်လာခဲ့မယ်ဆိုရင်အရေးပါတဲ့ character တယောက်ဖြစ်လာမှာပါ။ဒါပေမဲ့ဆိုးရာဝါရဝါခရာဂိမ်းကိုရုပ်ရှင်ဖြစ်ပြန်ပြောင်းတဲ့နေရာမှာလူအချက်တွေအများကြီးရှိသွားတာကြောင့်အခုကျွန်တော် recap လုပ်နေတဲ့ဇက်ကဖေးသွားခဲ့ပါတယ်။ဖေးသွားတာနဲ့အတူနောက်ထပ်ဇက်ကထက်ထွက်မလာတော့တာကြောင့်ဒီမာရင်ဇက်သိမ်းသွားရရှာတာပါ။ ဒရကာရဲ့နောက်ကလိုက်လာတဲ့အော့တကောင်ကမှီသွားပြီးနှစ်ယောက်လုံးကိုတတ်ဖို့လှုပ်တာကြောင့်ဒရကာခုံပြီးလေဘင်းကိုကိုက်ဖောက်ပြစ်လိုက်ပါတယ်။အပြန်လန်အနေနဲ့ကတော့အော့ရဲ့လက်ထက်ကဓာတ်တူပါဒရကာရဲ့ယင်ဘက်တဲကိုစိုက်ဝင်သွားပြီးသူ့သားလေးအဝေးကိုမျောပါသွားတာကြည့်ရင်အသက်ဆုံးရှုံးလိုက်ရပါတယ်။ဂျူရိုဒန်ကတော့သူ့လူသားတွေနဲ့ညှိနှိုင်းတာကိုဂိုရန်တိသွားပြီးဖြစ်လို့ရဲရဲဝံ့ဝံ့ပဲစန့်ကျင်မာတော့တယ်။ငါနာမည်ကဂျူရိုဒန်ကာရက်ရဲ့သားနှင်းဝင်ပလူမျိုးနွယ်စုရဲ့ခေါင်းဆောင်ပဲ။ငါဒီကိုဂိုရန်ကိုတတ်ဖို့ရောက်လာတာပဲ။ ရိုးရာရာတယောက်ချင်းမက်ဂူရာစီဂျန်ထိုးဖို့အတွက်စိန်ခေါ်ရလို့အများရှိမှာဘိုင်ဝမ်ခေါ်ထိုးဖို့လုပ်ပါတယ်။မင်းမျိုးနယ်စုကအာနေပြီးမင်းကလည်းတစ်စပေါက်ကောင်တယောက်ပဲ။ဒီစောက်စင်လောင်နဲ့ငါ့ကိုစိန်ခေါ်ချင်တာလား။ပျော်ပျော်ကြီးစောက်ခွက်ရိုက်ပေးမယ်ဆိုပြီးခေါ်ရန်စိန်ခေါ်မှုကိုလက်ခံလိုက်ပါတယ်။ကျောပေါ်ကနှင်းဝင်ပလူတည်ရီကိုဖယ်လိုက်ပြီးခေါ်ရန်နဲ့အပြန်အလှန်စောက်ခွက်တွေထိုးကြပါတော့တယ်။ အက်စရောရောက်လာတဲ့လူသားနဲ့ခက်ကာရုနှစ်ယောက်ကတော့မူရိုးစ်ရဲ့အလောင်းကိုမြင်ပြီးအံ့ဩနေတော့မှပဲဖဲလ်မိုကဝါမျိုးထိမ့်ချုပ်တာခံနေရတဲ့မက်တီကိုပါတွေ့လိုက်ရပါတယ်။ဟိုနှကောင်ကလည်းအမှန်ကန်ဒီချနေကြပြီးလေဘင်းညစ်တဲ့ကောင်ကညစ်ဂျိုချိုးတဲ့ကောင်ကချိုးနေစော်နေကြပါတယ်။တတ်မှတ်ထားတဲ့ချင်းကိုရောက်ပြီးဖြစ်လို့မက်တီကမန်တန်ရွတ်ပြီးအော့ကဘာနဲ့ဂိတ်ပေါက်ကိုဖွင့်ဖို့လုပ်ပါတယ်။ဒီမန်တန်ကိုမက်တီပြွတ်နေတဲ့ချင်းဂေါ်ဒန်ကဖဲမော်သုံးပြီးလူအသက်တွေကိုလောင်စာအဖြစ်နဲ့သုံးရမှာပါ။ ဒါမှသာဂိတ်ပေါက်ကပွန့်လာပြီးအော့ခ်တီဝင်လာနိုင်မှာဖြစ်လို့ဂေါ်ဒန်ကငါလှုပ်เสียပေါ်လာပြီဒီတိုက်ပွဲအတွက်ချိန်မရှိတော့ဘူးဘလက်ဟန်မင်းသူ့ကိုအဆုံးသတ်လိုက်တော့ဆိုပြီးပြောလိုက်ပါတယ်ဒါကမာကူရာစီဂျင်ထိုးတာပဲငါတို့ရဲ့ဒလိထုံးတန်းကိုလေးစားရမယ်လုံးဝရက်လို့မရဘူးအနိုင်ရှုံးပေါ်တဲ့အထိဆက်တိုက်ရမယ်ဆိုပြီးပြောလိုက်ပါတယ်စိတ်မရှိတဲ့ဂေါ်ဒန်ကမှော်ဆွမ်းကိုတုံးပြီးဂျူရိုဒန်ကိုအတက်တက်တွေစုပ်ယူပစ်လိုက်ပါတယ်ဒါငါတို့ယူရမဟုတ်ဘူးဂေါ်ဒန်မင်းမှမှော်သုံးခွင့်မရှိဘူး လူလိမ်မရှက်ဘူးလားဆိုပြီးဝိုင်းអော်ကြပါတယ်။လဲကြနေတဲ့ဂျူရိုဒန်ကုံယုံထလာပြီးဂေါ်ဒန်မင်းမှဂုံမရှိဘူးမင်းမှစောက်ရှက်မရှိဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီခါမှာဂေါ်ဒန်ကဂျူရိုဒန်စီကိုပြေးဝင်လာပြီးတော့ဖဲမော်ဆွမ်းနဲ့လုံးဝအတက်တက်ဒီအားလုံးကိုစုပ်ယူပြစ်လိုက်ပါတယ်။ဂျူရိုဒန်ရဲ့အလောင်းကိုကြည့်ရင်မင်းတို့လိုက်မှာလားမင်းတို့ဒီမိစ္ဆာကောင်ရဲ့နောက်ကိုလိုက်ကြမှာလားငါတို့မလိုက်ဘူး ငါ oxicity ရဲ့လမ်းစဉ်ကိုပဲလိုက်တယ်ဆိုပြီးပြောလိုက်တဲ့ drone hammer ရဲ့စကားရည်နဲ့အတူ ox တီးယားထွက်သွားဖို့လုပ်ကြပါတယ်။မင်းကစောက်တက်တီမရှိရဲ့ကောင်ပဲ Gordon လို့ပြောပြီးသူ့ရှေ့ကထွက်သွားနေတဲ့ ox ၃ကောင်ကို Gordon fail နဲ့တက်ပစ်လိုက်ပြီးဘသူကြံသေးလဲ။ငါ့ကိုဖီဆန်ခြင်းတဲ့ကောင်ဘသူရှိသေးလဲဆိုပြီးပြန်ပြဲလိုက်ပါတယ်။အသက် Andy နဲ့ဆိုင်လာပြီးဖြစ်လို့ Gordon ကိုကြောက်ပြီး ox တီးယားခိုင်းတဲ့အချိန်ဆက်လုပ်နေကြပါတယ်။ဘီးရင်တက်တီလည်း ox တီးစခန်းစီကိုရောက်လာပြီးမျိုးနွယ်စုနှစ်ခုကြာတိုက်ပွဲဆက်ဖြစ်ပါပြီ။ လူသားမျိုးနွယ်ဘက်မှာတနက်တီပါနေလို့သာအော့ကတီကိုဒီလောက်ထိပြန်တိုက်နိုင်တာပါမဟုတ်ရင်စစ်သွေးစာနေတဲ့အော့ကတီကိုဘလို့မှမနိုင်နိုင်ပါဘူးဂေါ်ဒွန်ကလောင်စာအဖြစ်အသက်တီကိုသုံးပြီးဂိတ်ပေါက်ကိုစဖွင့်လိုက်ပြီးဖြစ်လို့အော့ကတီထက်ဝင်လာနေကြပါပြီအဇရော့မှာတော့မက်ဒီအပြင်သူအသက်သွင်းထားတဲ့ရွှင်ရုပ်ကြီးနဲ့ပါချနေကြရပါတယ်ဒီမှာဘင်းတဲ့ပုံစံတွေကပောက်လွတ်ပဲသားရမှုကျွန်တော်ပြောမပြချင်တော့ပါဘူးနောက်ဆုံးမှာတော့မက်ဒီအပေါ်ကိုကြောက်ရွံ့ကြီးပြီးသွားအောင်လုပ်ပြီးတော့အနိုင်ယူလိုက်ပါတယ်ဒါပါပဲ မက်ဒီလဲကျသွားတာနဲ့အတူမန်တန်ရွတ်တာရက်သွားပြီးခိပောက်ပါပိတ်သွားပါတယ်တဆက်တည်းမှာပဲနက်ရီကန်တွေက fail အကျွင်းကြံတွေပါပျောက်သွားပါတယ်စောက်ပြက်တနာတစ်ခုရှင်းသွားတာနဲ့လူသားတယောက်သူ့ပြင်ရှိရာတိုက်ပွဲစီကိုထွက်လာခဲ့ပါတယ်ဒီကန်ဒီချိန်မှာပဲမက်ဒီဖာငိုစိတ်ပြန်ဝင်သွားပြီးလက်ကျန်အားလေးနဲ့ ork တီရဲ့ကဘာကိုဆက်သွယ်ထားတဲ့ portal ကို stone moon နဲ့ဆက်သွယ်ထားတဲ့ portal ဖြစ်ပြောင်းလိုက်ပါတယ်ဒါမှလူသားမျိုးနွယ်ကြီးကဲစရာရှိတာကဲပြီးတက်ပြန်ဆုတ်လို့ရမှာပါ ဒီလိုနဲ့လူသားတွေအတက်လာပြီး Ox တွေကိုရှယ်ချရင်းနဲ့အကျဉ်းသားတွေကိုလွှတ်ပေးနေကြပါတယ်။ Ox တွေကိုတက်နိုင်သလောက်တိုက်ခိုက်ရင်းနဲ့အရက်သားတွေဆုတ်ခွာလို့ရအောင်ကာပီးထားကြပါတယ်။ကရိုနာကဘီယင်ကြီးကိုအရင်တက်ပြန်ဆုံနှင်ဖို့ပြောပေမဲ့သူ့လူတွေကိုရသလောက်ဆက်ကယ်အောင်မယ်ဆိုပြီးလိန်ကတော့ဆက်တိုက်ခိုက်နေခဲ့ပါတယ်။ဒါပေမဲ့ဆောက်ရှောက်သူကဆက်တောင့်ခံမထားနိုင်တော့ပဲဆုံးပါသွားတာကြောင့် ဖော်တဲရပိတ်သွားပြီးလူသားတွေအားလုံး Octi ပပက်လေဝိုင်းထားတာကိုခံလိုက်ရပါတယ်။ Octi ကအေးတာသွားပြီးတက်ဖွဲ့ကောင်းဆောင် Black Hand ဘရင်စီကိုတက်ဖို့လာနေပါပြီ။ Black Hand ရှင့်ကိုတက်တယ်ဆိုတဲ့ဂုံတရင်ကိုယူဖို့လာနေပြီလို့ Gruna သတိပေးလိုက်တော့ဘရင်လိုင်းက Gruna မတော်နှစ်ယောက်လုံးတေးလို့ဘာကောင်းချိုးမှမရှိဘူး။မင်းအရင်ငါမိဖုရားကိုတက်လိုက်ရင်မင်းအတွက်ဂုံတက်မယ်လို့ပြောခဲ့ရမှလား။အခုငါ့ကိုတက်ပြီး Octi ရဲ့ကဘာမှာသူရဲကောင်းဖြစ်နေရှင်းတမ်းပါ။ လူသားတွေနဲ့အော့တွေကြားငင်းချိုင်းရအောင်လှုပ်ပါဆိုပြီးမှားလိုက်ပါတယ်။မျိုးနွယ်တူဖြစ်တဲ့အော့တွေထက်တောင်သူ့အပေါ်ကောင်းကောင်းဆက်ဆံပေးတဲ့လူသားတွေရဲ့ခေါင်းဆောင်ဘီယင်တက်ဖို့ကိုရိုနာတရားဝန်နဲ့တွန်းဆုံနေမိပါတယ်။ဒါပေမဲ့ဘီယင်လိန်ပြောတာတွေကမှန်နေတာကြောင့်ဘလက်ဟန်ရောက်မလာခင်မှာပဲလိန်ရဲ့လေဘင်းကိုဓာတ်နဲ့ထိုးပြီးရင်နာနာနဲ့ရှိုက်ပေးလိုက်ပါတယ်။အော့တွေရဲ့ရိုးရအရာရန်သူခေါင်းဆောင်ကိုတတ်နိုင်တဲ့ကိုရိုနာဟာအော့တွေရဲ့သူရဲ့ခေါင်းဆောင်ဖြစ်ချိမြောက်ခံရပါတော့တယ်။ အဲ့ဒီချိန်လိုသာတယောက်တင်းငက်ပြန်ရင်းနဲ့အတူအော့ဂရီကြားရဲကိုထိုးဆင်းလာပြီးတိုက်ခိုက်ရင်းနဲ့ဘင်းလင်းရဲ့လောင်းကိုတွေ့သွားပါတယ်။လေပင်ကဓာတ်အုပ်ပါမြင်ပြီးကိုရိုနာရဲ့လက်ချက်မှန်းလည်းတိသွားပါတယ်။ဝိုင်းနေနေချိန်မရှိတာကြောင့်အလောင်းကိုတဲပြီးပြန်ဖို့လုပ်ပေမဲ့ဘလက်ဟန်ကလှမ်းဆွဲထားတာကြောင့်တင်းငက်ရောလူပါကင်ပေါက်ခံလိုက်ရပါတယ်။လိုသာပြန်နိုးလာတဲ့ချိန်မှာတော့သူ့ဘေးနားမှာဓာတ်တလက်ချထားပြီးဘလက်ဟန်ကတယောက်ချင်းစီဂျင်ထိုးဖို့အတွက်စောင့်ပြီးစိန်ခေါ်နေရအောင်တွေးလိုက်ရပါတယ်။ သူ့ရဲ့သားကိုတတ်ထားတာကြောင့်အညိုးတွေရှိနေတဲ့လူသားကစောက်ဖင်ရနေတဲ့ Black Hand ကိုတစ်ချက်တည်းနဲ့အတိတက်ပြည့်အနိုင်ယူလိုက်ပါတယ်။ Black Hand တည်သွားတာနဲ့လူသားလွတ်သွားမှဆိုးတာကြောင့် Gordon သူ့ကိုဝိုင်းတက်ကြစမ်းဆိုပြီး Ox တွေကိုအမိန်ပေးပြီးမှ Macura Season 2နဲ့အတူတရားမျှတစွာအနိုင်ယူသွားတာဖြစ်လို့လူသားအပေါ် respect ထားပြီးဘာယံပြုမှုမှမလုပ်ကြပါဘူး။ Gordon စကားထည်ရိုးရော်ကိုပဲလိုက်နာကြတာပါ။ဒီလိုနဲ့လိုသားသူ့ဘရင်ရဲ့အလောင်းကိုတဲပြီးမြို့တော်စီပြန်လာခဲ့ပါတယ် ရိုနာရဲ့လက်ချက်ကြောင့်တည်သွားတာဖြစ်ကြောင်းခက်ကာကိုပြန်ရှင်းပြရင်းနဲ့တစ္ဆပေါက်တယောက်ဖြစ်တာကြောင့်လုံးဝခွင့်မပြုနိုင်ကြောင်းပြောလိုက်ပါရယ်။နောက်တစ်ရက်မှာတော့ဘီယန်လိန်ရဲ့ဇာပနာအခမ်းအနားကိုကျင်းပပြီးအော့ကတွေကိုလက်စားချေပြန်တိုက်ခိုက်ဖို့အတွက်လူသားတွေလူပုတွေနဲ့နတ်တငယ်မျိုးနွယ်စုတွေကပူးပေါင်းလိုက်ကြပါရယ်။ဒီမဟာမိတ်တပ်ကြီးကိုတော့လူသားကိုယ်တိုင်ဥဆောင်မှာဖြစ်ပါရယ်။တစ်ဖက်မှာဂျူရိုတန်နဲ့ဒရာကာရုရဲ့တာဂိုဝယ်လေးဟာမြည်စည်းချောင်းတိုင်မျောပါလာပြီးဒါကိုဘီယန်တပ်သားတို့ကတွေ့သွားပါရယ်။ မူဗီကတော့ဒီမှနေဆုံးသက်သွားပါပြီပထမကားနဲ့တင်ဖေးသွားတာကြောင့်နောက်မူဗီရထထွက်မလာတော့တာပါပထမဆုံးအနေနဲ့မူဗီကို recap တာဖြစ်လို့နောက်ဗီဒီယိုတွေမှာဆိုရင်ဒီထက် quality ပိုကောင်းသွားမယ်ဆိုတော့အမခံပါတယ်အခုပြောချင်တာကကျွန်တော်အခုဆိုရင် Telegram channel တခုလည်းထောင်ထားပါတယ်အဲ့ဒီ channel ကိုလာ join ပေးဖို့တောင်းဆိုချင်ပါတယ် Telegram channel link ကိုတော့ description မှာရောပြီးတော့ comment မှာပါ pin comment အနေနဲ့ထားပေးထားပါတယ်ဒီကြပါဦး pin comment link ကိုနှိပ်ပြီး Telegram channel ကို join ပြအောင်လာ join ပေးကြဖို့တောင်းဆိုချင်ပါတယ် ကျွန်တော်ရဲ့ဗီဒီယိုတွေကိုသဘောကျတယ်ဆိုရင် channel ကို subscribe လုပ်ပြီးသွားကြပါဦး